ဆူရနိုင်ငံမှာပြင်းထန်တိုက်ပွဲတရက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မလ21ရက်မှာခါတုံမြို့တော်မှာရှိတဲ့သမရနန်းတော်ကို အရန်တပ်ဖွဲ့ RSF ထံကနေပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ကရန်သူတိုက်ခိုက်ရေးအဖွဲ့တွေကိုအပြီးသက်ချိန်မုံဖျက်ဆီးခဲ့ပြီးပြည်စည်းတွေနဲ့လက်နက်အမြောက်များကိုသိမ်းယူခဲ့ပါတယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူနာဗီအဗ်ဒူလာကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စစ်တပ်အနေနဲ့အနိုင်ရရှိတဲ့အချိန်အထိရှင်နဲစစ်မျက်နှာအလုံးမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ပြီးနိုင်ငံမှာရှိတဲ့နေရာတိုင်းမှာပြည်သူစစ်တွေနဲ့၎င်းတို့ကိုထောက်ခံသူတွေကိုချိန်မုံနှိမ်နင်းသွားမှာဖြစ်ကြောင်းအဗ်ဒူလာကကတိပြုခဲ့ပါတယ်လူမှုမီဒီယာမှာစစ်သားတွေက တမရနန်တော်အတွင်မှရိုက်ကူးထားဝယ်ရှိတဲ့ဗီဒီယိုတွေကိုမျှဝေနေကြပြီးဂုံပြုရေးသားထားတာကိုတွေ့ရပါတယ်။ AFP သတင်းဌာနကတော့ဒီဗီဒီယိုဖိုင်တွေကိုချက်ချင်းအတည်ပြုနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။အရန်တပ်ဖွဲ့ RSF နဲ့စစ်တပ်ကြားစစ်ပွဲဖြစ်ပွားခဲ့တဲ့2023ခုနှစ်ဧပြီလမှာအရန်တပ်ဖွဲ့ကတိုက်ခိုက်ရေးသမားတွေကတမရနန်တော်ကိုသိမ်းပိုက်ခဲ့ပါတယ်။အဲဒီအချိန်က RSF ဟာခါတုံမြို့တော်ရဲ့လမ်းတွေကိုအလင်းမြန်ထိန်းချုပ်ခဲ့ပြီးစစ်တပ်မဟာမိတ်အစိုးရအဖွဲ့ကပင်လယ်နီကမ်းရိုးတန်းမှာရှိတဲ့စူရန်စိတ်ကမ်းမြို့ကိုထွက်ပြေးလာခဲ့ရပါတယ်။ တယ်။စစ်တပ်ကသမရနန်းတော်ကိုပြန်လည်သိမ်းပိုက်လိုက်တဲ့သဘောကတော့ခါတုံမြို့အလေပိုင်းကိုထိန်းချုပ်နိုင်လိုက်ပြီဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်။ပြည်သူစစ်တွေကတော့သူတို့ရဲ့လေပြင်းစင်တပ်ဖွဲ့တွေကိုဆုံးရှုံးလိုက်ရပါတယ်လို့အမည်မဖော်လိုတဲ့စစ်ဘက်ရေးရာကျွမ်းကျင်သူတဦးကသုံးသပ်ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့စစ်တပ်ကတိုက်ခိုက်ရေးသမားတွေရဲ့အုံဆောင်ပစ္စည်းတွေကိုဖျက်ဆီးပြီးတိုက်ခိုက်ရေးသမားပေါင်းများစွာကိုတပ်ဖြတ်ခဲ့ကခါတိုမျိုးရဲ့အရေးအပါဆုံးထောက်ပံ့ရေးစံနာတွေကတခုခုထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်တလောလာရီအတွင်းစစ်တပ်ဟာစစ်ပွဲမှာအသာစီးရနေဟန်ရှိပြီးအစပိုင်းမှာဆူရန်အလယ်ပိုင်းမှာရှိတဲ့နေမြေကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်ခါတိုမျိုးတော်ဘက်ကိုပြောင်းလဲအာရုံစိုက်ခဲ့ပါတယ်။ဇန်နဝါရီလမှာစစ်တပ်ကအထွေထွေကုတ်ကဲရေးဌာနချုပ်ကို RSF ရဲ့နှစ်နှစ်နီးပါးကြာဝင်ရံပိတ်ဆို့ထားမှုကိုအဆုံးသတ်ခဲ့ပါတယ်။နှစ်နှစ်နီးပါးကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းလူပေါင်းတောင်းချီတည်ဆုံခဲ့ပါတယ်။